မိမတွေကကျင်းမြောင်းလာတဲ့လမ်းပေါ်ကစူးကတ်တွေနဲ့တူပါတယ်လမ်းသွားရင်စူးတွေကိုကွင်းမရတဲ့အခါသွားသူကိုညှိတယ်လို့မျိုးမိမတွေကလည်းရှောင်ကွင်းသွားသည့်တိုင်းတွေးဆုံရသူကိုသူတို့ရဲ့အစင်အသံအနှံ့အရသာအတွေ့အထိနဲ့ညှိစေနိုင်ပါတယ်တခါတော့ကဘာယာနသည်ပြည်ကဗြဟဒတ်မင်းကြီးမှာအနိတိကဏ္ဍလို့ခေါ်တဲ့သားတော်တစ်ပါးရှိပါတယ်တိုင်းပြည်အုပ်ချုပ်တဲ့ဗရေသရစ်ဘရင်တစ်ပါးမှာတားယောက်ကြလေးတယောက်ရှာရှာပပမွေးဖွားလာတဲ့ဆိုတော့ယောက်ျားဖြစ်လို့ကတိုင်းပြည်အုပ်ချုပ်ဖို့အာဏာလွှဲပြောင်းဖို့အတွက်ပါ မျော်လင့်ထားတဲ့အတွက်ဗြဟဒတ်မင်းကြီးကအနိဋ္ဌိကဏ္ဍကိုအရန်ချစ်မြတ်နိုးပါတယ်။ဒါပေမဲ့လည်းအနိဋ္ဌိကဏ္ဍမင်းသားကထူးကြပါတယ်။သူကမွေးဖွားပြီးကလေးကမိန်းမတွေရဲ့အနံ့ဆိုရင်လုံးဝခံနိုင်ရမရှိတာပါ။ကလေးထိန်တဲ့အမျိုးသမီးတွေလက်ကိုရောက်ရင်ငိုပြီးတော့အမျိုးသားတွေလက်ထဲကိုရောက်ရင်တော့သူဟာအငိုတိတ်ပါတယ်။ တဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့မြမင်းသားဟာနန်းတော်ထဲမှာတီးခြားနန်းဆောင်တစ်ခုနဲ့နေပြီးတော့သူ့ရဲ့အလုပ်ကျွေးတွေကိုလည်းယောက်ျားများကိုသာထားထားပါတယ်မင်းသားဟာမနဲ့အိယာနိုးထားတာနဲ့တပြိုင်နက်တည်းတရားအမှတ်လေးနဲ့ဇံဝင်စားပြီးနေပါတယ်ဒါကလည်းသူ့ရဲ့အာယုံနဲ့မိမတွေအဝင်မခံဘူးဆိုတဲ့သဘောပါငါမှလည်းသားဆိုလို့ဒီတယောက်တည်းရှိတယ်သူကလည်းဇံမဲဝင်စားနေတော့တနေ့နေ့တောထွက်သွားလို့ရှင်ငါတို့ဘိုးဘေးပြည်ပြည်လက်ထက်ကလေးကစိုးမိုးလာတဲ့နန်းဆက်တော့ပြတ်တော်မှာပဲငါဘာလို့ရင်ကောင်းမလဲကွာ ဒီစိတ်ကူးအချက်တဲတွေကြာမှာမင်းကြီးကအမြဲတမ်းယုံထွက်ရခတ်နေခဲ့ပါတယ်ဒီကောင်ကာမစိတ်ဖြစ်ပေါ်လာအောင်မလုပ်ရမလဲအဲ့လိုမျိုးတွေထက်ဆင့်တွေးတာကလည်းထမင်းလုံးသက်စီ၆နှစ်တလိုမျိုးဘာမှရေရာမှုမရှိဘဲနဲ့ကြောက်လန့်မှုတွေကတသွင်သွင်စီးလို့ပါပဲမဖြစ်ဘူးကွာဒီကိစ္စကိုတခြားသူတွေနဲ့တိုင်ပင်မှာပဲအဲ့လိုတွေးပြီးတော့ပြဟရတ်မင်းကြီးကသားတော်နဲ့ပတ်သက်ပြီးတော့သူဖြစ်စေခြင်းတဲ့ဆန္ဒကိုတခြားသူတချို့ကိုတိုင်ပင်တော့တဆင့်စကားတဆင့်နာကြားပြီးတော့ကကြေတယ်မာလေးနားကိုပေါက်သွားခဲ့ပါတယ်သူမကအခုလိုပဲပြောလာခဲ့ပါတယ် ရှင်မင်းကြီးသာခွင့်ပြုပေးမယ်ဆိုပါကမင်းသားကာမစိတ်ဖြစ်ပေါ်လာအောင်ကျွန်မစူးစမ်းကြည့်ပါရစေထွက်ပေါက်အလုံးပိတ်နေတဲ့အနေထားတစ်ခုမှာကကြည်တယ်မရဲ့စကားဟာကောက်ရိုးတမြင်ထက်ကိုတားပါတယ်အဲဒါကြောင့်လဲဗျဟဒတ်မင်းကြီးကသူမကို ငါရဲ့သားတော်ကိုတင်ဖျားရောက်နိုင်လို့ကတော့ငါသားဘရင်ဖြစ်တာနဲ့တပြိုင်တည်းတည်းတင်ဟာမိဖုရားဖြစ်စေရပါမယ်။ကောင်းပါပြီအရှင်မင်း။ဂီတဆိုတာနှလုံးသားနံရံကိုထွင်းဖောက်ဖို့အကောင်းဆုံးလက်နက်တစ်ခုဖြစ်တယ်ဆိုပြီးတော့သူမကမတ်ယူထားပါတယ်။ဒါကြောင့်လဲဘရင်ကြီးထံမှာဂရိခံပြီးတော့သူမတက်ကြွမိသားစောင်းတီကုတ်ထဲမှာညင်ညောင်းပြီးမင်းသားရဲ့အာယုံကိုချီနှောင်နိုင်မဲ့တီးလုံးတွေကိုစနစ်တကျလေ့ကျင့်နေပါတယ်။ဒါကလည်းသူမဘက်ကပြင်ဆင်ထားတဲ့အပိုင်းပါ။ နောက်တစ်ပိုင်းကတော့မင်းသားရဲ့အနီးပါးမှာခါးစားနေတဲ့သူတွေနဲ့တွေ့ပြီးတော့မင်းသားရဲ့အိတ်ချိန်နိုးချိန်တွေကိုမှတ်သားကမိုးလင်းကန်နေအချိန်ကိုရွေးပြီးတော့တချင်းစုဖို့ပြင်ဆင်ပါတယ်။သူမရဲ့တချင်းတန်ကိုမင်းသားအနေနဲ့ဘလို့မတ်ချက်ပြုတ်မလဲဆိုတာကိုသိချင်တာနဲ့မိုးလင်းကန်နေကြလို့ရှိရင်ဆန်ရဲ့မနီမဝေးမှာကျမစောင်းတီးပြီးတချင်းစုနေပါမယ်။ကျမတချင်းတန်ကိုမင်းသားသဘောကျမကြကျမကိုပြန်ပြောကြပါ။ဒါကတော့လွယ်ပါတယ်ဗျာ။မင်းသားမနေ့တိုင်းအိပ်ရာထားလို့ရှင်ဇံဝင်စားတယ်ဆိုတော့သဘောမကျလို့ရှင်မောင်းထုတ်ခိုင်းပါပါပဲကောင်းပါပြီစောင့်ကြည့်ပေးပါရှင်ဟုတ်ကဲ့ပါ ီလိုနဲ့ပဲမနက်ခင်းရဲ့နေအောင်ကြီးမကြောက်ခင်မှာပဲညင်သားတဲ့စောင်းတန်ကမင်းသားရဲ့ဆံရည်တွင်ကိုပြန့်နှံ့လာခဲ့ပါတယ်။စောင်းတန်နဲ့အတူချိုသာလာတဲ့အတန်တပါးတဲ့ကပ်ပါလာပုံကနှင်းပွင့်တွေကြွေကြလာသလိုတိတ်တိတ်တဲတဲရှိလာပါတယ်။ မကြားစဘူးထုတ်ခဲ့လာတဲ့အတန်ကိုအိယာကနုံနိုချင်းကြားလိုက်ရတဲ့မင်းသားတယောက်ဟာအတန်နောက်ကိုတာယာပြီးတော့အိယာကနေထဖို့မိနေခဲ့ပါတယ်မျက်နှာတစ်ဖို့ဆိုတာအသာထားဝင်စားနေကြလော်ဂီဇန်ကိုတောင်မှဝင်စားဖို့အမတ်မရတော့ပါဘူးသိကြပါပြီမင်းသားတယောက်ဟာကကြေတဲ့မာလီရဲ့ဂီတအတန်မှာပျော်ဝင်နေပုံများမနှက်ခင်းတစ်ခုရောက်မလာတော့မဲ့အတိုင်းပါပဲနောက်ရက်နောက်ရက်နောက်ရက်တွေမှာတော့ဂီတအတန်ကိုမကြားရရင်မနေနိုင်တော့တဲ့မင်းသားလေးတယောက်ကကြေတဲ့မာလီကိုသူ့ရဲ့နန်းဆောင်တွဲမှာထားပြီးကိုတီးဆူစေပါတယ် အဲဒီလိုနဲ့နောက်ပိုင်းမှာတော့တူရိယာမပါဘဲနဲ့သူတို့နှစ်ယောက်တည်းဂီတတန်အစ်တစ်ခုကိုဖန်နှီးကြပါတယ်ဒါကိုပင်ကာမလို့ခေါ်ပါသလား ကားကြီးတဲ့မလေးနဲ့အချိန်မောင်းများစွာဂီတတန်တွေဖန်နှီးပြီးတဲ့အချိန်မှာတော့နောက်ထပ်နောက်ထပ်မိန်းမတွေနဲ့လည်းထပ်ပြီးတော့ဂီတတန်အစ်စ်တွေကိုဖန်နှီးပြန်ပါတယ်။အရင်မှပဲယောက်ျားရှိတဲ့သူတွေဖြစ်ပါကယောက်ျားတွေကိုလည်းတတ်ပြစ်ပါတယ်။ဒီထက်ဆိုတာကတော့မိန်းမမှန်သမျှငါအတွက်ဖြစ်ရမယ်ဆိုတာမျိုးထီဖြစ်လာခဲ့တာပါ။အဲဒီလိုနဲ့ပဲတွေးသမျှယောက်ျားတွေကိုဓာတ်နဲ့လိုက်ပါတယ်။အင်းရှိမင်းသားဆိုတော့လည်းဘယ်သူကမှမလုပ်ရဲကြပါဘူး။တဖြည်းဖြည်းနဲ့အခြေအနေကပိုပြီးတော့ဆိုးဝါးလာခဲ့ပါတယ်။နန်းတော်အတွင်မှာမိန်းကလေးတွေရောယောက်ျားလေးတွေရောဘယ်သူမှမနေရဲလောက်အောင်ဖြစ်လာခဲ့ပါတယ်။ နန်းရွှဲမှာကလည်းမင်းသားရဲ့ကာမဖောက်ပြန်မှုကြောင့်အစိုးရအဖွဲ့ရဲ့အုပ်ချုပ်ရေးတွေပါအားနည်းလာခဲ့ရပါတယ်။ဒီချင်းနေစိုးကိုဗျာဒတ်မင်းကြီးကအကောင်းဆုံးအပြတ်သားဆုံးဖြေရှင်းလိုက်ရပါတယ်။အဲ့ဒါကတော့ကကြေတဲ့မလေးနဲ့မင်းသားကိုဖမ်းဆီးပြီးတော့တိုင်းပြည်ကနေနှင်ထုတ်လိုက်ရတာပါ။ကာမရဲ့အထီးတွေ့ကြမှာဘရင်ဖြစ်မဲ့မင်းသားတရားတရောင်းသားဘွားကိုကူးပြောင်းသွားခဲ့ပါတယ်။အဲ့ဒါကြောင့်မလို့ပဲမြမဇကပုံတစ်ခုပေါ်လာခဲ့ပါတယ်။အယူကိုအမဲသားမကျွေးနဲ့ဆိုတာပါပဲ။အယူကိုသွားပြီးတော့အမဲသားကျွေးပြီးတော့နွားမြင်တိုင်းလက်ညှိုးထိုးနေတော့တာပါပဲ။ ဒီဇလန်လေးကတော့950ဇန်နီပတ်တွေကစူနာပတော်ပနာဆက်ကိုမိညာရေးဖွဲထားတာဖြစ်ပါတယ်ဇလန်လေးကိုစောနေဒီလိုက်ပါနားဆင်ပေးကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်